ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးညွှန်ကြားရပါအဲ့တော့ပရလောကစီးစွာပါလေအဲ့လိုစီးပေါက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်မီယာပညာရေးမှာဘာရှိလဲဆိုပြောမှဆိုရင်ပရလောကဆိုရှိပါတယ် ပရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးတွေနေတာလဲပရလောကဆိုတာကကျွန်တော်တို့သေဆုံးသွားပြီးနောက်เนาะသေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးသိစံပုံလည်းမရဘူးအဲ့လိုမရောက်ပဲねဝိညာဉ်လိုလိုတရေလိုလိုတစေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ ပိတ်တာအဆင့်သူတကယ်အဆင့်မရောက်သေးပဲနဲ့ဟိုမကြွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းတတ်မှတ်လို့ရတယ်ကျွန်တော်တို့လောကီဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုတ်လုံးကြရတယ်ချုပ်အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါတွေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ယူဆတတ်မှတ်လို့ရတယ် ော့ဒီနောက်ပိုင်းမှာကြားရတယ်ဘရာရောဂါစီးပေါက်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံမြညာနဲ့ပြောမယ်ဆိုရင်တော့ဒီနော် 3dimension ပေါ့သုံးမဲ့မြင်တဲ့ကဘာတယ်ဆိုပြီးပြောကြတယ်အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့မျိုးလုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိစာပုံတွေပါတယ်အဲ့ဒီမှာလဲပရာလောကသားတွေနေထိုင်တဲ့ပရာလောကဘုံလဲပါတယ်ပြောချင်တာတော့ပါလဲဆိုတော့ကျွန်တော်တို့နေနေတယ် ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ကျွန်တော်တို့ရဲ့အရှိကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာရောဂါသားတွေရှိနေမယ်အဲ့လိုပဲတို့ရဲ့နေထိုင်ကြက်စားတဲ့ပုံတွေရှိနေမယ်အချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရာရောဂါသားတွေရှိကြနေမယ်ကျုပ်ဆုံးဘာပြောလဲဆိုတော့သစ်ပင်ကြီးကြီးသစ်ပင်မှာပရာရောဂါသားတွေထောင်ထဲရှိတောင်းထဲရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်ရှောက်လာခဲ့တဲ့ဒီ logic လမ်းကြောင်းရှောက်လုံးမှာဆိုရင်တော့ဟို ကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ထဲမှာအကြီးဆုံးအကောင်ကြီးအကြီးဆုံးဆိုတဲ့အကောင်ကြီးကြီးမြင်ရတာတော့ဒီအိမ်မှာတရဲ6ရင်တရဲ6နေရတာတော့ကျွန်တော်သွားနေရလမ်းမတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့မျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပရာလောကသားတွေဆိုတာကကျတော့ဒီမတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ဟိုနားရပြောလို့တရဲပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြတော့လေ သူတို့ရဲ့အစင်တန်းတွေပြပြင်းနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါပါကြီးညစ်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေဖက်လာတာလို့ဖြင်းဖြင်းဖြင်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းရင်ဖြစ်သွားတော့အတူတကဲကောင်းရင်ဖြစ်သွားတာလို့ကျွန်တော်ညမာစကားဆိုတရေတစေနော်ဟိုတပတ်အဲဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြတယ်ပေါ့အဲ့ဒီစကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တနေနေဆိုသွားရင်တော့ဒီအာမကောင်းဆိုတာ devil လို့ team moon လို့အဲ့လိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပလာလောကစီးတွေကဘယ်လိုပေါက်တာလဲဆိုတော့ ခုနပြောလို့ပေါ့ကျွန်တော်တို့ကဘီပရာလောကကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တို့လိုမျိုးလောကီပညာရှင်တွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတယ်ဆိုတာကျွန်တော်တို့ကလည်း ever မြင်နေရတာမဟုတ်ကျွန်တော်တို့ကိုရီးယားဒရမာကားတွေရတယ်မြေမျိုးတရားတွေဖြောက်သွားနေရကြီးပေါ့ဗျာကျွန်တော်မျက်စိရှိရနေမြင်နေရတာကိုကျွန်တော်တို့အကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ကျုပ်တို့တွေကကြတော့လို့ပဲပလိန်ကြီးကိုမြင်နေရတဲ့သူတွေလည်းရှိကြတယ်ကျိုးကြတော့လည်းသူမြင်နေရတဲ့သူတွေကလူ ချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြာပေါ့လူလိုပဲနေနေကြတဲ့သူတွေရှိတယ်။သွားလာလို့ရှားနေရအဲဝင်တိုက်ပြီးသွားတာလူဝင်တိုက်မိတာပဲထင်တာ။အဲကိုကကိုမတိလိုက်ပဲနဲ့ပရာလောကသားတွေကိုဝင်တိုက်မိရတယ်ရှိတယ်။အဲလိုပြောရခြင်းကြောင့်ကပရာလောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသားကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နည်းပြောချင်တာ။အဲ့တော့တခါတလေမာဘာဖြစ်လဲဆိုတော့အဲပရာလောကမှာပရာလောကနဲ့လူ လောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတစ်ခါလေအချို့အကြောင်းအရာတွေအကြောင်းလို့မှိမ့်မိန်သွားတဲ့အခါမှာဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိလာတယ်တာမန်ပရလောကသားတယောက်ကလူတစ်ယောက်ကိုထိတွေ့ခွင့်မရှိပါဘူးတကယ်၆ခံရတယ်ဆိုတာလူတိုင်း၆ခံရပါဘူးလူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူးသူတို့ကသူတို့ဘေးနားမှာရှိနေတယ်မဟုတ်ကျွန်တော်တို့က ဟိုတစ်ခါခါကြရင်ဟိုစက်သိမ်းမွေးဝေးထတာမျိုးလို့စိတ်ထဲမှာဟိုတရားရောက်ကိုစောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေနေပေါ့ဒါပေမဲ့ကိုပေးနားမှာပရောကသားတွေရှိနေကြီးဖြစ်တာဖြစ်နေတာအများကြီးရယ်ကျွန်တော်အဲ့ဒါကိုတတ်ဗီဒီယိုနဲ့ပြောပေးမယ်နော်တတ်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စကတော့ဒါပဲအဲ့တော့ဒီပရောကသားတွေကဒီကျွန်တော်တို့နားကတ်လာတဲ့ခါကြရင်ဟိုခါကြရင်ကျွန်တော်တို့ကဒီပရောကသားတွေကိုငြင်းရတယ်သူမှငြင်းရပါပဲဆိုရင်အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ပရင်းကြီးတွေငြင်းနေရပရင်းကြီးတွေတွေ့နေရတာ အဲချိုးရတော့ဖြတ်ခက်ဖြတ်ခက်တွေကတတိမနော်စိတ်ထဲမှာလဲဆိုဒီလိုမျိုးလာတာချိုးရဖြတ်ခက်လည်းကိုမဟုတ်ဘူးဂျမ်းမင်းဟိုပြက်ပြက်သားသားကြီးညီနေရတာမျိုးအဲ့ဒါပါလဲဆိုတော့ပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေအားလုံးလိုက်လံပတ်သက်လာတယ်လိုက်လံပြီးထိခိုက်လာတယ်အဲတခုထူးဆန်းတာကအဲ့ပရာလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူတို့ကကိုနေရသူသားလေးလိုမျိုးပြက်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံနေစိုးလာပါတယ် ကံဒီညံ့လာပါတယ်စိုးစိုးဝါးတွေဖြစ်လာပါတယ်ကောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေမကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးစိုးလာတယ်အဲ့လိုမျိုးတွေဖြစ်လာတယ်တော်ထောင်ထဲမှာလူတယောက်နဲ့တွေ့ဦးတယ်အဲ့လိုတရားကဘာလဲဆိုတော့ तू ကစေးတွေရောင်းလာဒီတော့အားတယ်ကျွန်တော်စေးတွေကိုရောင်းနေတဲ့စေးတွေကိုရောင်းနေရောင်းတဲ့အခါမှာ ရိုက်မော့ဒီဟိုစေးရီကိုလည်းစပိန်ချင်းထဲမှာရိုက်နေမဲ့ထည့်ပြီးရိုက်သွားနေတာကိုရဲရမဖမ်းဘူးတဲ့ခါဖမ်းခဲ့ဘူးတဲ့သူလောက်လာတာသူမျိုးနဲ့ယူနေလောက်လာတာပေါ့အမားတဲ့ကျွန်တော်ကလည်းဟိုသွားနေလာနေရင်းနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့သူသူကလည်းသင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့နော်တဲ့ဒီသူ့ရဲ့အိမ်ရှိပါညာတွေမှာကဲကျွန်တော်ကိုစောက်ချောင်းနေသူတွေရှိရင်တော်လကောင်းဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းတဲ့လုပ်နေတဲ့ကြောင့်မလို့ကဲဟိုဒီပန်ဝင်ချင်းမှာရှိရတဲ့တရားစီတွေ ူးစိတ်ထဲမှာတော့မဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးကိုလည်းကျွန်တော်ဒါလေးကြီးကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့ तू ကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးပြိုက်ချိုင်အချိန်မှာ तू ကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလားကောင်းလာဆိုပါလေဆိုတော့သူစေးရအများကြီးရောင်းရတာမျိုးလို့အနေရီကင်းလာတာဆိုရဲရှိမှဖျက်ချောက်သွားတာပေါ့သူမစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာသူဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါကြီးမကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ကနေရိတ်ကနေနေရတာနောက်ပင်ပန်း ိုတစ်ခါကျရင်လို့အေးရနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူပိနေမှာတရားရောက်ရှိနေတယ်ဆိုတော့ feel လေးမျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့သူ့ရဲ့စီးပွားစီးပွားလို့လက်လာပါတော့မပိတ်သွားဘူးအဲ့အရာတွေဖြစ်စင်နေဖြစ်လာတာအဲ့တော့နေပြီးမှအတိတရသူ့ရဲ့ဒီဘေးရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘေးရင်သွားမိတ်လိုက်တယ်ဘေးတဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဲ့ဘေးရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့သွားနှင်ထုတ်လိုက်တယ်ပေါ့အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြဘူးအဖမ်းခံရတယ်ဖမ်းခံရတယ် ားထားလိုက်ရပြီထောင်းလိုက်ရောက်လာတယ်။အမှကျွန်တော်နဲ့တွေ့တယ်။အဲ့တော့အဖြစ်စင်ရပါလေဆိုတော့ပါရောဂါသားတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူး။အဲ့တော့ဟိုသူကသူကတော့လေသူ့အိမ်မှာသူကသူလောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပါရောဂါသားတွေနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူဖြစ်သွားတယ်။အဲ့လိုခွင့်ပြုချင်ရနေပြီးတော့သူကကန်ဆိုးအရင်နေရှိတာလေ။တလာပါတော့မပိတ်သွားပြီမြေသူမှဘာရင်ဆက်လာတော့သူ့ရဲ့စိတ်တရားရောက်ရခက်လာတယ်အိမ်မှာရှိနေသူတွေကကျန်းမာရေးမကောင်းတာကျန်းမာရေးညံ့တာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေတာမျိုးတွေဖြစ်လာတယ်တယောက်မှုတွေကြုံရလာတယ်အဲ့လိုမျိုးတွေရှိတာ ဲ့တော့ဟိုပါရောကစီမင်းအားနေတာပဲရှိတယ်စီးပောက်သွားတာမရှိစီးပောက်သွားတော့လူတွေတယောက်မှရှိမှာမဟုတ်တော့ကုန်သိသွားလိမ့်မယ်เนาะအဲ့တော့စီးဒီအားနေလာတာပါအဲ့အားနေရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပါရောကတာနေနဲ့ရင်ပောင်နန်းတူမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရကန်ဆိုးတာလေးစိတ်တက်တွေကဒီနေ့စာရေး negative thinking နဲ့အများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့တော်တည်တယ်ပြောချင်ပါတယ်အဲ့တော့ပါရောက scene ကြီးပေါက်နေတာဟုတ်ပါဘူး ပရာလောကစီကအာနဲ့တဲ့အာနဲ့လာတာပါပရာလောကတော့ပရာလောကနဲ့ကျွန်တော်လူလောကကြားမှာချိတ်ဆက်ထားတဲ့စီးမျိုးလေးမိမ့်မိန်လာတဲ့အခါမှာတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ကံနေဆိုးတာမျိုးတွေတက်ရမှုများလေးဖြစ်တတ်တာတယ်